ဒီနေ့အရင်ပြည်သီးဖြစ်နေတယ်အရင်တော့ကတော့ဒီလိုပေါ့နော်တခြားမိဘမဲ့ကြီးဟာတို့တခြားနေရာတွေမှာလှူခန်းခဲ့ပါတယ်အပျော်ရည်လေးလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ခုအသက်ရွယ်လေးရလာတဲ့အချိန်မှာပေါ့နော် တကယ်ကိုအဲလိုအပ်တဲ့ပေါ့နော်ဒီယောဂဝိညာဖြစ်တယ်ဆိုတာပေါ့နော်တူတူကိုနောက်ဆုံးအဆင့်တွေဖြစ်နေကြပြီလေသူတို့လေးတွေပျော်ရွှင်မယ်ဆိုတဲ့အလှူဒါနာမျိုးကိုပဲ ီဆေးရုံတွေမှာကြီးလိုက်လို့ရှိရင်ပေါ့နော်တော်များများအဲမျက်နှာလေးတွေကလည်းညှို့ညို့ငယ်ငယ်လေးတွေနဲ့ဟိုဆေးကုကျင်ကြတယ်လေကုကျင်ကြရတယ်သူတို့မှာပတ်စံမရှိတဲ့အခါကျတော့မကုနိုင်ကြဘူးဒီကန်ဆာဆေးတွေကတော်တော်များများဈေးကြီးကြတယ်ဆေးလေးပြတ်ပြတ်တတ်တာလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးလေးအစင်းနဲ့အဲဆောင်းထားပေးလိုက်မယ်ဆိုရင်ဆေးဝါးတွေလည်းမပြတ်လက်တော့ဘူးပေါ့နော်အဲကိုယ့်ရဲ့ဘယ်လိုခေါ်မလဲဘဝရဲ့ပေါ့နော်နောက်ဆုံးနေဝင်ချိန်ကိုကိုယ်အသက်ဆုံးအသက်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲတက်တန်းပြည့်တဲ့ တို့ပေါ့နော်လှူနိုင်တယ်ဒီလိုမျိုးစေးဝါးတွေလှူနိုင်တယ်ဆိုတာကချေရတဲ့ကာရှမာရဲ့အားပေးမှုကြောင့်ပေါ့နော်အကုန်လုံးပြုခဲ့တဲ့အဆက်ဆက်ကပြုခဲ့တဲ့တန်တရာအဆက်ဆက်ကပြုခဲ့တဲ့ဒါနသီလဘာဝနာကုသိုလ်တွေအားလုံးကိုချေရတဲ့ကာရှမာတို့အမျှပေးပါရယ်အားလုံးပဲတာဓုခွန်နိုင်ကြပါစေရှင် န်ဒီနေ့အမှန်တကယ်မနေ့ဖြစ်ပါတော့29ရက်နေ့မှဝင်နေရပါဘော။ဒါပေမဲ့ဒီနေ့အလှလေးရတော့ဒီသင်းတို့ဒီပေါ်ကင်ဆာဌာနကိုပေါ့နော်။ဒီသိန်းလိုက်သိန်း၄00ကျော်ဆေးပွက်လာရောက်လူထဏာပဲဖြစ်ပါတယ်။ကင်ဆာဌာနကိုရွေးချယ်ရတာကတော့အခုတော်တော်များများပေါ့နော်။လူငယ်လူလက်လူကြီးတော်တော်များများကင်ဆာတွေဖြစ်ကြရတယ်လေ။အဲလူလက်ပိုင်းမှာဆိုလို့ရှိလို့ရှိအသက်30ကျော်40လေးဖြစ်ကြတယ်အဲ့ခါကျတော့ဒါ ခံယူချက်ပေါ့နော်အအရင်ဆုံးတော့ဒီမှာလာမေးဒီမှာမေးတယ်ပေါ့နော်အဲကန်ဆာဌာနမှာဘာတွေလိုအပ်လဲဆိုတော့အဓိကဆေးဝါးတွေပေါ့အဲဆေးတွေကဈေးကြီးတယ်အဲမလုံနိုင်ကြဘူးပေါ့မထိုးနိုင်ကြအောင်အသုံးမပြုနိုင်ကြဘူးပေါ့နော်ဆိုတော့ဒါဆိုရင်တော့ကန်ဆာဌာနမှာလူမယ်လို့စိတ်ကူးတယ်ဘာလို့ဆိုတော့အသက်30 40တွေမှာအဖြစ်များတယ်ဒီလိုအသက်ကြီးပိုင်းတွေမှာဖြစ်တယ်လို့ခုနောက်ပိုင်းမှာပေါ့နော်ဒီအစားအသောက်တွေကြောင့်မဲလာတော့မသိဘူး30 40တွေမှာလည်းဖြစ်ကြတယ်ဒီအရွယ်ဆိုတာအညွန့်တလူတက်တက်ရမယ့်အရွယ်လေအဲသူတို့ ို့ကိုအဲအားကိုးတဲ့မိသားစုလေးတွေရှိလိမ့်မယ်သူတို့ကနေပြီးတော့ပြန်ပြီးတော့ကျေးဇူးဆက်နေတဲ့မိဘတွေရှိလိမ့်မယ်လေအဲသူတို့အတွက်ပေါ့နော်ဒီလိုမကုသနိုင်လို့ရှိရင်အားကိုးရမဲကြမှာပဲလေအဲ့တော့နောက်ပြီးတော့ဒီကင်ဆာဆိုတာလည်းဒါနောက်ဆုံးအဲကင်ဆာယောဂါဆိုပြီးသိလိုက်ပြီးဆိုလို့ရှိရင်တူတူကိုကိုပေါ့နော်စိတ်သက်တွေကြာပြီးတော့အဲ့ဒါကိုတည်တဲ့ကိုချင်းစားတယ်ဒါကြောင့်မလို့ကိုတက်နိုင်တာပေါ့နော်ဒီစေဝါးတွေဈေးကြီးတယ်မလုံးမလှူပါပေါ့နော်အတော့မပြုတ်နိုင်ဘူးဆိုလို့ခါကြတော့တည်တဲ့ကအခုလိုမျိုးအဲလှူဒန်းပေးလိုက်တဲ့အခါကြတော့သူတို့တွေဒါယောဂါ ာတွေတက်တာသွားမယ်ပျောက်ကင်းသွားမယ်ဆိုရင်တို့ရဲ့ရင်မှန်းချက်လေးပျော်ရှင်သွားကြမယ်လေအဲဒီသင်ရကြတော့အဲကိုယ့်ရဲ့အလူအပေါ့နော်တကယ်ထိုက်ထိုက်တန်တန်မုံမြတ်တဲ့အလူပေါ့ပကတနာမဖတ်တဲ့အလူမျိုးပဲဒီသင်ရလူချင်တာဖြစ်တဲ့အတွက်ဒီကင်ဆာဌာနမှာတကယ်လိုအပ်တဲ့စေဝါးတွေကိုအဲစိတ်ထဲမှာဘယ်လိုခေါင်းလဲတကယ်ပေါ့နော်လူချင်တဲ့ ဝင်ရှင်းပြသွားတယ်လေအဲဒီဌာနမှာဟိုအဲဆေးဝါးတွေတကယ်လိုအပ်နေတဲ့အတွက်ပေါ့နော်ဒီကာလဒါနဖြစ်တဲ့ဒီအလှူကိုလာရောက်လှူရတဲ့အတွက်ပေါ့နော်အဲသူတို့တွေလည်းဝမ်းသာပြီးဖြစ်တယ်လို့ဒီဆရာမကြီးကလည်းမျှော်လင့်နေမှာပဲပေါ့နော်သူတို့တွေကြတော့ဟိုလှုပ်တော့လှုပ်ပေးခြင်းနဲ့လူနာတွေကအများကြီးဖြစ်နေတော့မလှူနိုင်ကြဘူးလေကိုကအခုလိုမျိုးလေးတက်နိုင်သလောက်ကလေးလာရောက်လှူဒန်းပေးရတဲ့အတွက်တကယ်ကိုအရန်ကိုဝမ်းသာပြီးဖြစ်ပါတယ်အဲနောက်နောက်လေးပေါ့နော်ဒီကင်းစာဝေဒနာရှင်တွေပေါ့နော်ဒီသင်းရဲ့ဒီသင်းရွှေစင်အကောင့်နေမှာပဲဖြစ်ဖြစ် ်ဆရာဝန်ကြီးတွေဖြစ်ဖြစ်ပေါ့နော်တကယ်ဟိုပေါ့လိုအပ်နေတဲ့သူမကုနိုင်တဲ့ဝေဒနာရှင်တွေအားလုံးကိုမွေးနေ့မှာမဟုတ်ပါဘူးလှူဒန်းပေးသွားမယ်လို့တန်တိထန်ချလိုက်ပါတယ်ကိုလူချင်တဲ့ဆန္ဒလေးကိုဖြစ်စေပေးထားပါပေါ့နော်အခုပထမတော့ပေါ့နော်ဒီဝင်းလေးကိုပေါ့အရင်တော့ဆိုရင်တော့တခြားနေရာတွေမှာလှူဒန်းခဲ့တယ်ပေါ့နော်အခုချိန်ကြာလို့ဒီလိုစဉ်းစားမိတယ်ပေါ့နော်ဒါဒီကိစ္စဝေဒနာဆိုတာပေါ့နော်ဟိုတော်တော်များများကဒီနောက်ဆုံးအဆင့်အခြေအနေဖြစ်နေကြပြီလေအဲတချို့တွေတို့မှာပေါ့နော် င်းစားကလည်းဒီကိုနည်းနည်းတိရတလားပေါ့ဟုတ်သွားမဟုတ်လားတော့မသိဘူးရှင်အဲ30ကျော်40ကျော်လေးဖြစ်ကြတယ်ဒီလိုအွယ်လေးတွေမှာဆိုလို့ရှိရင် အတူတို့ပြီးကိုတဲ့အာဘာပေါ့နော်အမိသားစုလေးတွေရှိလိမ့်မယ်ဒီကြောက်ကဌာနမှာလူသားတော့ပေါ့နော်ဒီကြောက်ကဝေဒနာခံစားနေရတဲ့လူသားတွေကိုမြင်ရတာပေါ့နော်သူတို့မှာအသက်ရှူမဝဘူးအဲလူကြီးလူငယ်အကုန်လုံးဖြစ်ကြရတယ်ပေါ့နော်ဖြစ်တဲ့အခါကျတော့အဲဟိုလူခါမလဲသူတို့ရဲ့ဟိုပေါ့နော်ဒီကြောက်ကဝေဒနာကိုခံစားနေရတဲ့အဲအဓိကပေါ့နော်အဲသူတို့အသက်ရှူတာတွေဒီကြောက်ကဆေးတာတော့အဓိကပေါ့ဒီကြောက်ကမှမဆေးနိုင်လို့ရှိရင်အဲသူတို့တွေ 但是我们是有的，哎，我。 တည်တင်းတို့ဒီတငယ်ချင်းတယောက်ကမျိုးသားဆိုလဲလို့ပဲပေါ့နော်ဒီကြောက်ကဝေနောက်ခံစားတာမြင်ရတာတော်တော်လေးစိတ်မချမ်းသာစရာတွေ့ရတယ်အခုလဲဒီစိတ်ယုံကြီးဝင်လာတဲ့အခါမှာဒီကြောက်ကဌာနဝင်တဲ့အခါမှာလူနာတွေမြင်ရတာပေါ့အခုဆိုလဲဝင်လူခဲ့တယ်တော်တော်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဒါကြောင့်မလို့ဒီတင်းရနေပြီးတော့ဒီကြောက်ကဆေးတဲ့ဌာနမှာအဲတခြားဟာလာရီလှူကြတယ်ခမင်းဟင်းတွေလာအစားတောက်တွေလှူကြတယ်ပေါ့နော်ဒါပေမဲ့ဒီတင်းရဒီကြောက်ကဌာနကိုလာပြီးတော့ပေါ့နော်အဲတကယ်ကိုလိုအပ်တဲ့နေရာဘာလို့လိုအပ်နေလဲဆိုတော့ ကြောက်ကက်ဆေးတဲ့ဆက်တရားရှိတယ်။ဒါပေမဲ့ဆေးဝါးတွေမှာမရှိဘူးပြောတဲ့အတွက်ပေါ့နော်။ဒါကြောင့်မို့ဒီသင်းရနေပြီးတော့ဒီကြောက်ကက်လိုအပ်တဲ့ဒီဆေးဝီမှာလိုအပ်တဲ့ပေါ့နော်။လူနာတွေလိုအပ်တဲ့ဒီဆေးဝါးလူနန်းပေးတာပဲဖြစ်ပါတယ်။အဲဆေးဝါးတန်ဖိုးဆိုရင်တော့အကုန်လုံးပေါ့နော်380ကျော်ရှိပါတယ်ဒီကြောက်ကက်ဌာနမှာလည်း အဲနောက်ထပ်ကိုလည်းခုစစ်စာရီကိုလည်းပြောထားပါတယ်အဲလိုအပ်တဲ့ဘောနော်လူနာတွေရှိခဲ့လို့ရှိရင်မွင်းတိမမဟုတ်ပါဘူးတကယ်ဟိုဘောနော်အဲစိတ်ကွာမကုသနိုင်တဲ့လူနာတွေဘောနော်အဲတည်တင်းကိုဆက်သွယ်ပေးပါလှူဒန်းပေးပါမယ်ဒီမွင်းတိမတိုင်ခင်မှာတည်တင်းလှူထားပေးထားတယ်အဲစီယုံကြီးမှာဒီပေါ့နော်ဒီလိုအပ်တဲ့ဟိုယောဂမကုသနိုင်လေပေါ့နော်တကယ်လည်းပတ်စံငွေချင်းမတက်နိုင်ဘူးအဲအသက်ရှင်ခွင့်လေးပေးချင်တယ်ပေါ့နော်အဲတည်တင်းကိုလှူတဲ့အလှူဒါနလေးရလေအဲ ဒီပေါ့နော်လူနာရှင်တွေပျော်ရွှင်သွားတာလေးတွေအဲအသက်ရှင်ခွင့်လေးရရဲဆိုရင်အရင်ပီတိဖြစ်တဲ့အတွက်ပေါ့ ရင်တော့ကတော့ဒီလိုပေါ့နော်တခြားမိဘမဲ့ကေဟာတို့တခြားနေရာတွေမှာလူကန်းခဲ့ပါတယ်အပျော်ရည်လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအသက်ရွယ်လေးရလာတဲ့အချိန်မှာပေါ့နော်တကယ်ကိုအဲလိုအပ်တဲ့ပေါ့နော်ဒီယောဂဝိရဏဖြစ်တယ်ဆိုတာပေါ့နော်သူတို့ကိုနောက်ဆုံးအဆင့်တွေဖြစ်နေကြပြီလေသူတို့လေးတွေပျော်ရွှင်မယ်ဆိုတဲ့အလှူဒါနာမျိုးကိုပဲဒီတင်ရနောက်ကိုလည်းလှူသွားပါမယ်ဒီစေယုံတွေမှာကြီးလိုက်လို့ရှိရင်ပေါ့နော်တော်တော်များများအဲမျက်နှာလေးတွေကလည်းညှို့ညှို့ငယ်ငယ်လေးတွေနဲ့ဟိုစေးကုကျင်ကြတယ်လေကုကျင်ကြရတယ်သူတို့မှာပတ်စံမရှိ တဲ့အခါကျတော့မကုနိုင်ကြဘူးဒီကန်ဆာဆေးတွေကတော်တော်များများဈေးကြီးကြတယ်ဆေးလေးပြတ်လက်တာလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးလေးအစင်းနဲ့အဲဆောင်ထားပေးလိုက်မယ်ဆိုရင်ဆေးဝါးတွေလည်းမပြတ်လက်တော့ဘူးပေါ့နော်အဲကိုယ့်ရဲ့ဘယ်လိုခေါ်မလဲဘဝရဲ့ပေါ့နော် နောက်ဆုံးနေဝင်ချိန်ကိုကိုယ်အသက်ဆုံးအသက်ပေါ့နော်ဘယ်လိုခေါ်မလဲတက်တန်းပြည့်တဲ့အထိနေသွားစေခြင်းနဲ့စေတနာနဲ့ပေါ့နော်အော်အခုတည်တင်းပေါ့နော်အခုလိုမျိုးပေါ့နော်လှူနိုင်တယ်ဒီចောင်းဆောင်ကြီးတွေလှူနိုင်တယ်ဒီလိုမျိုးဆေးဝါးတွေလှူနိုင်တယ်ဆိုတာကချေရတဲ့ကာရှာမာရဲ့ အားပေးမှုကြောင့်ပေါ့နော်ဒါကြောင့်မလို့တည်တင်းနဲ့အတူတူပေါ့နော်အားလုံးပဲအဲပေါ့နော်ဟိုဘယ်လိုခေါမလဲဆိုတော့ကုသိုလ်တွေအဲထပ်တူရကြပါစီရှင်တည်တင်းရနေပြီဒီနေ့ပြုခဲ့တဲ့ပေါ့နော်ဒီပေါ့ဒါနကုသိုလ်တွေအားလုံးပေါ့နော်အကုန်လုံးပြုခဲ့တဲ့အဆက်ဆက်ကပြုခဲ့တဲ့တန်တရားအဆက်ဆက်ကပြုခဲ့တဲ့ဒါနသီလဘာဝနာကုသိုလ်တွေအားလုံးကိုချေရတဲ့ကာဆာမာတို့အမျှပေးပါရစေ